ငလင်နဲ့မီးပေးတံတပြန်တည်းထဲကြုံတွေ့ခဲ့ရတဲ့စိန်ပန်းရမအိမ်အောင်စု432စုယာယီနေထိုင်နိုင်မှုမြန်မာကျက်ချီနေစေတနာလုံအားရှင်တွေကတရုတ်နိုင်ငံကျက်ချီနေအတင်းကပံမိုးကူညီတဲ့ယာယီတဲတွေကိုတိစောက်ပေးနေတယ်လို့သိရပါဗျ။မန္တလေးတိုင်းဒေသကြီးမဟာအောင်မြင်မြို့နယ်စိန်ပန်းရက်တန်လျက်မော်အနောက်အုပ်စုစံပြရက်ကွက်၄ရက်နှစ်တဲချင်းနဲ့ တဆက်သေးရှိတဲ့ပင်မ30ရက်ကွက်390မှာရှိတဲ့နေအိမ်ရာချီဟာမလ28ရက်နေ့မော်လဲ12:52မိနစ်3ည20စက္ကန့်အချိန်မှာ AR Raider Scale 9.3နဲ့လှုပ်ရှားခဲ့တဲ့မြင်ကလင်ကြောင့်မီးလောင်မှုဖြစ်ပွားခဲ့ရာငလင်ဘေးနဲ့မိဘေးတဲ့အိမ်အားစု432စုရာရင်နေထိုင်ဖို့အတွက်မြန်မာနိုင်ငံကြက်ချင်းဤအသင်းမန္တလေးတိုင်းဒေသကြီးကကြက်ချင်းဤစေတနာလှူအားရှင်တွေက တရုတ်နိုင်ငံကြက်ချီနေတဲ့ကပံမိုးကူညီတဲ့ယာယီတဲတွေကိုဧပြီလ၄ရက်နေ့နဲ့ဧပြီလ၅ရက်နေ့တွေမှာမဟာအောင်မြေအားကစားခွင့်မှာပူးပေါင်းဆောက်လုပ်ပေးခဲ့တယ်လို့သိရပြီးငလင်မင်းနဲ့မိဘကြောင့်အမျိုးသားတအုပ်အမျိုးသမီးတအုပ်တည်ဆုံးခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်။ဒါ့အပြင်ငလင်မင်းနဲ့မိဘတပြိုင်တည်းထဲခံစားခဲ့ရတဲ့အတွက်၎င်းတို့မိသားစုတွေရဲ့အိုးအိမ်ဆုံးရှုံးမှုတွေအပြင် အရေးကြီးဆောင်ရွက်စာရဲအနေနဲ့လာဝကအထောက်အထားတွေမြေထဲပါရှိသွားတာကြောင့်တခြားနေရာကိုသွားရောက်နေထိုင်ဖို့အခက်အခဲဖြစ်ပေါ်နေကြပြီးဘဝရှင်သန်စားတောက်ရဲ့အတွက်ပါအကူအညီများစွာလိုအပ်နေတယ်လို့သိရပါဗျာ။